။ဓမ္မဟောင်းကျမ်းကိုကြည်လိုက်ရင်စောက်တီအများကြီးပေါင်းထားတာကိုတွေ့ရမှာပါ။ဒါပေမဲ့အဲ့ဒီစောက်တီအားလုံးကိုခြင်ုံထားတဲ့ဗဟိုကျတဲ့ဇလန်းတပုတ်အဓိကအိုင်ဒီယာတစ်ခုရှိနေတယ်ဆိုရင်ကောဒီတစ်ခါမှအဲ့ဒီဇလန်းကိုပဲအတူလေ့လာကြည့်ကြရအောင်။ဆိုတော့အကြီးမားဆုံးမိခွန်းကဒီကျန်းတဆောင်လုံးကိုစူးစီးချီနောင်ထားတဲ့အဲ့ဒီတစ်ခုတည်းတော့အရာကဘာဖြစ်မလဲ။ကျန်းစာတစ်ခုလုံးကဖြေဖို့ကြိုးစားနေတဲ့မိခွန်းကဒါပါပဲ။အဲ့ဒီမိခွန်းရဲ့အဖြေနောက်လာမယ့်အကြောင်းအရာတွေအားလုံးရဲ့အခြေခံအုတ်မြစ်က တကယ်တော့စကလုံးတစ်လုံးထဲမှာပဲရှိနေပါတယ်။အဲ့ဒါကတော့ပဋိညင်မှာပဋိညင်ဆိုတဲ့စကလုံးကိုကြားလိုက်တဲ့အခါရိုးရိုးကတိစကားတစ်ခုလို့မထင်လိုက်ပါနဲ့။ဒါထက်အများကြီးပိုလင်းနေပါတယ်။ဒီအဝင်ချုပ်ဆိုထားတဲ့စီမင်းစည်းကမ်းတွေကတိကဝတ်တွေပြီးတော့အရေးကြီးဆုံးကအကျိုးဆက်တွေပါဝင်တဲ့ခိုင်မာတဲ့စာချုပ်တစ်ခုလို့ပါပဲ။ဒါဟာဆက်ဆံရေးတစ်ခုရဲ့မူပေါင်းတစ်ခုလုံးပါပဲ။တကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီယူဆဟာသူတို့ဘာသာတီထွင်လိုက်တဲ့ဘာသာရေးသဘောတရားတစ်ခုမဟုတ်ပါဘူး။ တကယ်တော့အဲ့ဒီခေတ်ကတကယ်လက်တွေ့ဘဝမှာရှိခဲ့တဲ့နိုင်ငံရေးအစချုပ်တည်းရဲ့ပုံစံကိုယူထားတာပါဥပမာအေဂရပ်ဖျင်းတပန်းတဲ့သူ့ရဲ့လက်အောက်ခံနိုင်ငံငယ်လေးတခုကြားကစချုပ်မျိုးပေါ့ဒီပတိညင်ဆက်ဆိုင်တွေကတကြီးနဲနဲ့ပြီးထွားတာမျိုးမဟုတ်ပါဘူးမျိုးဆက်တီတစ်ဆက်ပြီးတစ်ဆက်တဖြည်းဖြည်းပုံပေါ်လာလာပါအစပိုင်းမှာတော့အာဗြဟံကိုလူမျိုးချင်းမျိုးနဲ့နေမြေတခုပေးမယ်ဆိုတဲ့ကတိတော်ကနေစတင်ခဲ့တယ်နောက်ပိုင်းတိနာတောင်မှာမော်ရှေကနေတဆင့် ပညာတရားတွေအဖြစ်ဖွံ့ဖြိုးလာခဲ့တယ်။နောက်ဆုံးမှာတော့ဒါဝစ်ကိုပေးခဲ့တဲ့ထာဝရဘုရင်တပါးဆိုင်ရာဂတိတော်နဲ့အထွတ်ထိပ်ရောက်ခဲ့ပါတယ်။ကောင်းကင်စာချုပ်ထုတ်ခုမှာနှစ်ဖက်ရှိရမို့လား။ဒီတော့ပထမတစ်ဖက်ကိုကြည့်လိုက်အောင်။ဒီဇလန်းမှာတော့သူကလုံးဝထူးခြားတဲ့ဘုရင်တပါးအဖြစ်ပုံဖော်ထားတဲ့ဘုရားသခင်ပါပဲ။ညမဟောင်းကျန်းကဒီဘုရင်ရဲ့ပုံရိပ်ကိုအမတန်ရှုပ်ထွေးပြီးတန်ခိုးကြည့်တဲ့ပုံစံနဲ့ပေါ်ပြထားပါတယ်။တစ်ဖက်မှာတော့သူကအရာအလုံးကို အုပ်ဆိုးတဲ့အကျွမ်းမဲ့တန်ရှင်ပြီး အချော့ချာအာနာပိုင်ရှင်ဖြစ်တဲ့ဒါပေမဲ့တစ်ဖက်မှာလည်းတရားညတမှုကရုဏာနဲ့သူ့ရဲ့ဂတိတော်အပေါ်သစ္စာရှိမှုကိုအလေးထားတဲ့ပုဂ္ဂိုလ်ရေးကဂတိကံဝယ်ပြုထားသူလည်းဖြစ်ပြန်ပါတယ်ဒီအချက်ကဣတရေလာလူမျိုးနဲ့သူ့ရဲ့အိမ်နီးချင်းနိုင်ငံတီအလုံးကြာကအခြေခံကြတဲ့ကြီးမားတဲ့ကွာခြားချက်တစ်ခုစီကိုဥတီသွားစေပါတယ်တခြားလူတွေအလုံးကသူတို့ရဲ့ဖျားရည်အထက်ရုပ်တူတွေရုပ်ပွားတော်တွေထုလုပ်နေချိန်မှာ ဣတရေလာရဲ့ဓမ္မပညာကတော့ရှင်းလင်းပြသပါတယ်။ဘုရားသခင်ကိုလူလို့တဲ့အရာဝတ္ထုတစ်ခုထဲမှာထည့်သွင်းလို့မရဘူး။အဲ့ဒီအစားလူသားတွေကိုယ်တိုင်ကဘုရားသခင်ရဲ့ပုံတံလောကကြီးတွေကသူ့ရဲ့ပုံရိပ်ထင်ဟမှုဖဲ့ရမယ်ဆိုတဲ့အတွေ့အခေါ်ကတကယ့်ကိုတော်လန်တဲ့အယူဆတစ်ခုပါမယ်။ကောင်းပြီ။ဒါကတော့ပဋိညာဉ်ရဲ့တစ်ဖက်ဖြစ်တဲ့ဘီရင်အကြောင်းပေါ့။ဒါဆိုရင်တော့ဖက်ကောဘီတူတွေကဘယ်လိုလဲဒီသဘောတူညီချက်တမအစ်တီတဲ့လူမျိုးရဲ့တိကျတဲ့တာဝန်ကဘာဖြစ်မလဲ သူတို့ရဲ့အမတ်တညာဟာယူမျိုးတစ်မျိုးတမဟုတ်နိုင်ငံတနေငံဖြစ်တည်မှုတသက်မဟုတ်ပါဘူးသူတို့ရဲ့တာဝန်နဲ့သက်ဆိုင်နေပါတယ်သူတို့ကိုယစ်ပိုရိုဟိနိုင်ငံဖြစ်ဖို့ခေါ်ထားတယ်ဆိုလိုတာကသူတို့မှာအထူးအလုပ်တစ်ခုရှိတယ်ဖျားသခင်နဲ့ဂျန်နယ်လောကကြီးကြားမှာကြားကန်ဆောင်ရပေးဖို့ဖျားသခင်ဟာဘလို့ပုံကူမျိုးလဲဆိုတာကိုတခြားသူတွေအားလုံးကိုပြတာဖို့ပါပဲဒါဆိုသူတို့ဒီတာဝန်ကိုဘလို့ထမ်းဆောင်ရမလဲအဲ့ဒီနေရာမှာပဲပြည့်ညက်တရားတွေဝယ်တော်တွေယစ်ပိုရိုဟိစနစ်တွေဝင်လာတာပါ ရှုပ်ထွေးတယ်လို့ထင်ရပေမဲ့ဂျပန်ထက်ပေါ်လာတာမဟုတ်ပါဘူး။ဒီ system တစ်ခုလုံးပညာတရားဝိပုကိုကွယ်မှုတန်ရှင်းသောပုံကူတွေနဲ့အချိန်ကာလတွေအားလုံးဟာသူတို့ရဲ့ဒီထူးခြားတဲ့ခေါ်တော်မူခြင်းကိုနေစဉ်ဘဝမှာအသက်ရှင်နေထိုင်နိုင်အောင်ကူညီဖို့ဒီဇိုင်းဆွဲထားတဲ့မိုးပေါင်တစ်ခုပါပဲ။ဒါပေမဲ့ဇလန်ကောင်တိုင်းမှာလိုပဲပฏิပတ်ခတ်တစ်ခုရှိပါတယ်။ဒီဆက်ဆံရေးဟာကြီးမားတဲ့အကြက်တေးတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်။ဘာကြောင့်လဲ?ဘာဖြစ်လို့လဲဆိုတော့ပီလူတွေဟာထူထူပါကတာဝန်ကိုအကျင့်ကျင့်ပြက်ကွက်ခဲ့လို့ပါတယ်။ သူတို့ဟာဒီစာချုပ်ရဲ့စီကံချက်တွေကိုအဆက်မပြတ်ချိုးဖောက်ခဲ့ကြတယ်။ဒီနေရာမှာပဲ prophecy သခွန်ပုံကိုရောက်လာပါတယ်။သူတို့ကိုပဋိညင်ဆိုင်ရာတရားလိုရှိနေတယ်လို့မြင်လို့ရပါတယ်။သူတို့ကပဋိညင်ကိုချိုးဖောက်ခဲ့အထက်ပြည်သူတွေဘောဆွဲချက်တင်ဖို့ရောက်လာကြပြီးဟေရှာယရဲ့ဒီစကားတွေလိုပဲပြဿနာကိုတိတိကျကျချုပ်ဖျားခဲ့ကြပါတယ်။ဒီချက်ဆုံးမှုကလည်းချက်ပါမဟုတ်ပဲတမတိဖြစ်နေတဲ့ပုံစံတစ်ခုကိုလိုက်နာခဲ့ပါရယ် ထမဆုံးသူတို့ကရုတ်တုကိုကွက်ခြင်းအားဖြင့်ဖះသခင်ကိုညှင်းပယ်ခဲ့တယ်။ဒါကဒေါင်လိုက်ဆက်စင်ကြီးကိုပျက်စီးစေခဲ့တယ်။ဒုတိယအနေနဲ့လူချမ်းသာတွေကစီးရဲသားတွေကိုခေါင်းပုံဖြတ်ပြီးလူမှုရေးမတရားမှုတွေထုံးကားလာတယ်။ဒါကသူတို့အချင်းချင်းကြားကရေပင်ကြီးဆက်စင်ကြီးကိုဖျက်ဆီးခဲ့တယ်။တတိယအနေနဲ့လုံချိုရေးအတွက်ဖះသခင်ကိုအားမကိုဖဲလူအင်ပါယာကြီးတွေကိုအားကိုခဲ့ကြတယ်။ဒါကယုံကြည်မှုလုံးဝမရှိတာကိုပြသခဲ့ပါတယ်။ဒီချရှုမူလန်ချန်က နောက်ဆုံးမှာတရားစီရင်ခြင်းနဲ့ပြင်းနင်တန်ကိုဥတီသွားစေခဲ့တယ်။ဒါပေမဲ့ဒါကအရေးကြီးရဲ့ဒါပေမဲ့တကူပါ။ဇလန်းကဒီမှာမပြီးသွားပါဘူး။ဇလန်းရဲ့အထုအထေကကြားရှုံးခြင်းမဟုတ်ပေပြန်လဲဒီဆော့ချင်းဆောင်ရဂတိတော်ပါပဲ။ဒါတကယ်ကိုအံ့အားသင်စရာအလျောက်ဖြောင်းတစ်ခုပါ။တရားစီရင်ခြင်းရဲ့အမောင်မိုက်ဆုံးအချိန်ဒီမှာတော့ပျော်ရော့ဖက်တီကလူသားတွေရဲ့တစ္ဆာမဲမှုဟာနောက်ဆုံးစကားမဟုတ်ဘူးလို့ညင်ညာခဲ့ပါတယ်။ဘာကြောင့်လဲ။ ။ဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ကိုလာရဲ့ပြည်ညင်ကတိတော်အပေါ်တိစာရှိမှုကအကျွင့်မဲ့ဖြစ်လို့ပါပဲ။လူတွေရဲ့ကြားရှုံးမှုကဒါကိုမချိုးဖြစ်နိုင်ခဲ့ပါဘူး။ဆိုတော့အဆုံးစုံသောမျိုးလင်းချက်ဆိုတာသူတို့ရဲ့နေမျိုးကိုပြန်ရဖို့တသက်မဟုတ်ပါဘူး။ဒါထက်ပိုနေရှိုင်းနဲ့အခြေခံကြတဲ့ပြန်လဲအတွပြုတ်ပြင်ခြင်းတစ်ခုအကြောင်းပါ။လူတွေကိုအတွင်းစိတ်ခံနေပြောင်းလဲပေးမယ်။ပတိညင်တစ်တစ်ခုသူတို့သစ္စာရှိနိုင်အောင်နှလုံးသားတစ်နဲ့ဝိညာဉ်အတွကိုပေးမယ်ကတိတော်ပါပဲ။ဒါကကျွန်တော်တို့ကိုဆက်ပြီးစဉ်းစားစရာအတွေးတစ်ခုခြံထားသေးပါတယ်။ ဓမောင်းချမ်းဟာတကယ်တမ်းမှာအဆုံးသတ်တစ်ခုနဲ့မပြီးဆုံးတော့ပါဘူး။မချို့ဖြစ်နိုင်တဲ့ကတိတော်တစ်ခုနဲ့အဆုံးသတ်ပြီးကျမ်းရဲ့အဆုံးမှာမရမရောက်လာသေးတဲ့အနာဂတ်ပြည့်စုံခြင်းတစ်ခုစီကိုညွှန်ပြနေပါတယ်။